ားလုံးပဲမင်္ဂလာညချမ်းလေးပါဗျဒီကနေ့ကတော့ကျွန်တော်တို့ဒါအွန်လိုင်းအန်ဆန်ရဲ့ဒါပွဲကဒါမငိမ့်နိုင်သေးတဲ့မီးပေါ့နော်ဒါပါမီးတွေဖြစ်မလဲအဲ့တော့ဒီမီးအကြောင်းအရာတွေကိုဒီကနေ့မှာကျွန်တော်တို့ဒီက like ကိုချစ်ရှုနေတဲ့ပရိသတ်တွေနဲ့အတူကျွန်တော်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြည့်ကျွန်တော်ဒီ topic အကြောင်းအရာကဒါဒီအောင်လာအန်ဆန်ပွင့်ပြီးတော့လည်းနောက်ပိုင်းမှာဒါပြည်သက်တွေတော်တော်များများကလည်းဒါတိရှိချင်ကြမဲ့ခေါင်းစဉ်အကြောင်းအရာတွေဖြစ်တယ်လို့ ဒါယုံကြည်တယ်ပေါ့နော်အဲ့တော့ဒီမငိမ့်နိုင်သေးတဲ့မီးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒီအချက်လက်ဒီလေးခုလေးချက်စုစည်းထားလိုက်ပေါ့နော်အဲ့ဒီလေးချက်ကိုကျွန်တော်တစ်ချက်ချင်းစီဒါအသေးစိတ်ကျွန်တော်ရဲ့ထင်မြင်ချက်တွေနဲ့အတူပြီးရင်ဒီ like ကိုကြည့်ရှုနေတဲ့ပရိသတ်တွေရဲ့ထင်မြင်ချက်တွေနဲ့အတူကျွန်တော်တို့ဒါဆွေးနွေးတင်ဆက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်များများကကျွန်တော်ဒီကနေ့ online အစမ်းဒီ Sebastian Kadastan ရှင်မြထူတက်သွားခဲ့တဲ့ဒါပွဲပြီးသွားတဲ့နောက်ပိုင်းမှာတော့ဒီတချို့တော့ဒီ online ပြည်သက်မဟုတ်တဲ့ တူတွေပေါ့နော်အွန်လိုင်းရဲ့ပရိသတ်ဆိုရင်တော့ဒါဒီပြောနိုင်ချင်နေတယ်ပေါ့နော်အဲ့တော့အွန်လိုင်းပရိသတ်မဟုတ်တဲ့သူတွေတို့ဘာပြောသွားသလဲဆိုရင်အွန်လိုင်းအန်ဆင်းရဲ့ပွဲကဒါလုတ်ပွင့်ဖြစ်တယ်ပေါ့နော်ဒါသူတို့ကဒီတိုင်ပင်ထားကြတယ်ဒါဘလို့ကစားရမလဲဆိုတဲ့အပိုင်းတွေအားစပေါ့နော်အဲ့လိုမျိုးတွေပြောလာတာတွေ့ရတယ်နောက်ထပ်ကျွန်တော်ပြောဆိုထားတာဆိုရင်ဘလို့ဘလောက်ထိပြောဆိုထားသလဲဆိုရင်တဲ့သူကဘယ်တက်ခိုင်ကြီးကစားသမားပဲဖြစ်ဖြစ်ပေါ့နော်အခုလို့ဒီအွန်လိုင်းအန်ဆန်းလို့ပေါ့နော်လက်ဂျင်ဒါဖိုက်တာတယောက်နဲ့ ဒီနှုတ်ဆက်ပွဲအနေနဲ့ရှင်ပြန်ထူးတက်ရမယ်ပွဲစဉ်မှာဆိုရင်တော့ဒါလေးစားမှုအရာပေါ့နော်ဒါအလဲထိုးပြီးအနိုင်ရယူဖို့မလုပ်ကြပါဘူးတဲ့အဲ့လိုမျိုးပြောထားတာတွေ့ရတယ်ဗျအဲ့တော့ဒီလိုပြောဆိုတာကကျွန်တော်ဒီလက်ခံချင်းစရာကောင်းလောက်တဲ့ဒီအကြောင်းပြချက်တွေကျွန်တော်တို့မရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့သူပြောဆိုထားခဲ့တာဆိုရင်တော့ဒါတကယ်ဖိုက်တာကျွန်တော်တို့တွေ့နေသူဘယ်ဖိုက်တာပဲဖြစ်ဖြစ်ပေါ့နော်လေးစားအားကျရတဲ့ဖိုက်တာပဲဖြစ်ဖြစ်ကျွန်တော်ပွဲတွင်းရောက်ရင်တော့ဒါ ဒီပြန်ပွင့်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဘယ်ဘဒူပဲနေနေကျွန်တော်ဒါအနိုင်ရယူလို့တဲ့စိတ်ကတော့ဒါရှိတယ်ပေါ့နော်ကျွန်တော်ထင်တယ်မြဆေဗစတီယန်ကက်တစ်စတန်မှာလည်းအနိုင်ရယူလို့ချင်တဲ့စိတ်ကတော့ရှိမှာပဲအခုလို့သူ့အနေနဲ့လေဒီအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့အော်လာအဆန်းကိုဒါနိုင်အောင်ဒါရှင်ပြန်ထိုးတက်ဖို့အတွက်သူ့မှာလည်းကျွန်တော်ဒါစိတ်ဆုံးဖြတ်ချက်ထားပုံတွေကျွန်တော်ရှိခဲ့မယ်ပေါ့နော်အဲ့တော့ဒီကနေ့မှာတော့ပြောမယ်ဆိုတော့ဒီဒါသူ့အနေနဲ့ဝိတ်တန်တက်ပြီးတော့မှအော်လာအဆန်းနဲ့ရှင်ပြန်ထိုးတက်တဲ့အချိန်မှာဒါအော်လာအဆန်းရဲ့ဒီ မီဒဝေးပါဝါကိုဒါမြည်းစမ်းခွင့်မီဒမီဒဝေးရဲ့ဒီပါဝါအောက်မှာပေါ့နော်ဒါခန္ဓာရင်ပြောမစခန္ဓာရင်အရာပေါ့နော်ဒါဝန်တော်ဝေးကခန္ဓာရင်မဟုတ်တော့မီဒဝေးခန္ဓာရင်အနေထားမှာသူကပြောမစနော်လုံးဝအွန်လိုင်းရဲ့ပါဝါကိုဒါမခံနိုင်တဲ့အတွက်ကြောင့်မို့ဒါ TKO ပုံစံမျိုးနဲ့ဒါအရှုံးပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့တော့ခဏလေးဒါထားလိုက်မယ်ပေါ့နော်အဓိက point ကိုကျွန်တော်တွန်းလိုက်အောင်ပြအဲ့တော့ဒီလုတ်ပွဲလို့ထင်မြင်စေတဲ့အဓိကအကြောင်းရင်းကျွန်တော်ပထမတစ်ချက်ကိုတွားမယ်ဆိုရင်တော့ ကျွန်တော်ဒီပွဲစဉ်အစဆုံးကိုဒါပြန်လည်ချီရှုဖို့လိုအပ်တယ်ပေါ့နော်ပွဲဝင်ရောက်လာတဲ့အချိန်မှာဆိုရင်တော့ဒီအောင်လာဆန်ကပြောမယ်ဆိုရင်တော့သူ့အနေနဲ့ဒီသူ့ရဲ့နောက်ဆုံးပွဲဖြစ်တာလဲပါတယ်သူ့ရဲ့ဒီပုံစံအနေထားရကြည့်မယ်ယုံကြည်မှုပိုင်းအရာကြည့်မယ်ဆိုတော့ဒီအရင်ကြီးကျွန်တော်နှိမ့်ချနေတာမျိုးလည်းမတွေ့ဘူးအရင်ကြီးမြင့်တက်နေတာမျိုးလည်းမတွေ့ပါဘူးတာမန်အနေထားလောက်နဲ့ကျွန်တော်ဝမ်းချမ်းမရှိမှာပေါ့နော်ဒါနာယူမဲ့ဒါနောက်ဆုံးနှုတ်ဆက်ထိုးတက်ပွဲလင်းပါတာကြောင့်ပေါ့နော်ဒါမျက်နှာထားအနေထားရတော့ ဒီပြောမယ်ဆိုရင်တော့နည်းနည်းလေးဒီဝန်းနေနေတဲ့ပုံစံမျိုးလေးကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီအောင်လအစမ်းဒီပွဲထွက်လာတဲ့သူ့ရဲ့ယုံကြည်မှုဒီ physical ရုပ်ပိုင်းအနေထားကိုကျွန်တော်ပြောပြတာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကကျွန်တော် Sebastian Cadastan ကြည့်လိုက်မယ်ဆိုရင်တော့ तू ကတော့ပွဲကသူ့ရဲ့ style ကတော့ကျွန်တော်ဒီပွဲထွက်လာတော့ AAC စေးပဲလုံးဝကိုကျွန်တော်ပေါ့ပေါ့ပါပုံစံမျိုးနဲ့ထွက်လာတယ်ပေါ့နော်တကယ်ကျွန်တော်ကွင်းထိုးတဲ့အောင်လအစမ်းနဲ့ဒါရှင်ပြန်ထိုးတဲ့အချိန်မှာကတော့နည်းနည်းလေးဒီသူ့အနေနဲ့ဒါ ဒီရှိန်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီရှိတဲ့ဖြတ်ကျွန်တော်တို့ဇက်ဘစတီယန်ကက်တဆန်ရဲ့ပွဲထွက်လာတဲ့အပိုင်းလေးကိုကျွန်တော်တော့ပြီးကြည့်လိုက်မယ်ဆိုရင်တော့ဇက်ဘစတီယန်ကက်တဆန်ကယုံကြည်မှုပိုင်းကအွန်လိုင်းအဆန်းနဲ့ကျွန်တော်တာတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့သူကလည်းဒီတကယ့်ကိုကျင်းလာပါတယ်ဒါတခြားတော့ဝမ်ချမ်ပီယံရှစ်ပြင်ပအဖွဲ့အစည်းကဒီမတူညီတဲ့ဝိတ်တန်းမှာချန်ပီယံအကျဉ်ချန်ပီယံဖြစ်ထားခဲ့ဖို့တဲ့နာမည်ကြီးဖိုက်တာပေါ့နော် UFC ကတော့မှကျွန်တော်တို့ဒီ one championship နဲ့အပြိုင်ကျွန်တော်လူယူပြီးမှသာခေါ်ယူစာချုပ်ချုပ်ချင်တဲ့ fighter တူဖြစ်တဲ့ဒီ Zabdu Su 1ဆိုတဲ့ fighter ကိုပေါ့နော် လုံးဝလာလာပပနဲ့ကျွန်တော်တရောင်ရိုက်ချက်နဲ့ဒါအလဲချောင်းထိုးပြီးတော့မှကျွန်တော်ဒလဆက်ဒီကျွန်တော် non stop ဖိအားပေးပြီးတော့မှလက်ခုရိုက်ခုတွေနဲ့ဒါပြန်ဖက်ဖို့သူ့အနေနဲ့ဒါအကောင်းဆုံးပုံစံမျိုးနဲ့ရှင်ပြန်ထိုးတက်နိုင်ခဲ့တာမျိုးကျွန်တော်မြင်တွေ့ခဲ့ရတယ်မဟုတ်လားဒီတော့ကျွန်တော်ယုံကြည်မှုပိုင်းကဘလူဝဲပြပြပြအောင်လာနဲ့ဇပစတင်ကက်တစတန်ကယုံကြည်မှုပိုင်းမှာဇပစတင်ကက်တစတန်အနေငယ်လေးဒါအောင်လာထက်တာတဲ့အနေထားမျိုးရှိမယ်ပေါ့နော်အဲ့တော့ပထမအခြေအနေထားကျွန်တော်ရှင်ပြန်ထိုးတက်တဲ့ဒီပွဲစဉ်လေးကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ဒါအောင်လာအန်ဆန်းက ဒါဇဘက်စတီယန်ကက်ဒက်စတန်ကိုပေါ့နော်ဒီပရမချီမာဂရဲကနည်းနည်းလေးသူ့အနေနဲ့ဒီအကဲဆန်းတဲ့အနေထားတစ်ခုမျိုးနဲ့ဒါပွဲကိုချင်းကက်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအကဲဆန်းတဲ့ပုံစံမျိုးနဲ့ပွဲကိုချင်းကက်ရင်းနဲ့အွန်လိုင်းဆန်အခွင့်ရရှာပြီးတော့မှဒါအလဲထိုးဖို့ကိုသူ့အနေနဲ့ဒါရွယ်ထားတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကကျွန်တော်ဇဘက်စတီယန်ကက်ဒက်စတန်တွားပြီးကြည့်လိုက်မယ်ဆိုရင်တော့သူကအွန်လအန်ဆန်းကိုနည်းနည်းလေးပြောမယ်ဆိုရင်တော့ဒီ အွန်လိုင်းအန်ဆန်ရဲ့ Stanford စွမ်းဆောင်ကြီးဒါရှိန်နာပါတယ်ဗောနော်အွန်လိုင်းအန်ဆန်ဆိုတဲ့ဒီဂုံပုတ်ဒီနာမည်ဗောနော်ပြောလို့သူရဲ့ဒီအရှိန်အဝါတွေလည်းပါတယ်ဗောနော် Sebastian Kadastan ကပြောမှာဆိုတော့နည်းနည်းလေး Stanford မှာသူ့အနေနဲ့ဒီပထမကြီး marketing ကသူ့အနေနဲ့ဒီဖိထိုးရမယ့်အနေအထားမျိုးမှာဗောနော်သူ့ရဲ့ဒီကစားပုံအရဆိုသူကဖိထိုးလေးရှိတဲ့ကစားသမားဖြစ်တယ်ဗောနော်တို့ပေမဲ့လေဒီကနေ့ပွဲစဉ်ကတော့ဒါသူကပြောမှာဆိုရင်တော့အေးအေးဆေးဆေးလေးနဲ့ ။ဒါပရမချီဦးဆိုလိုတာဖြစ်တယ်ဗောနော်။အေးစစ်စစ်လေးနဲ့ဒါဒီ chicken လေးတွေကိုလည်းကျွန်တော်အသာလေးကန်တယ်ပြင်ဆိုရင်ကျွန်တော်ညာလက်လေးပြီးရင်ဒါကျွန်တော်ကိုဟန်မူယာလေးတွေဖြည်းဖြည်းလေးနဲ့တွားနေတာမျိုးတွေ့တယ်ဗောနော်။အဲ့တော့ပြောမယ်ဆိုရင်တော့အနီထားက Sebastian Kettesan ကဒါ legend ကြီးဖြစ်တဲ့ online ဆန်တဲ့ရှင်ပြန်ထိုးတက်သွားမယ့်ချိန်ကျသူ့မှာဒီလေးစားမှုရှိတာတစ်ချက်ပါတလို့နံပါတ်1အချက်ကတော့ကျွန်တော်ရှိန်တာလဲပါတယ်ဗောနော်အဲ့တော့ကစားတဲ့အနေထားမျိုးမှာကျွန်တော်ဒီ ရှိန်ပြီးတော့မှကစားရတဲ့အနေအထားမျိုးနဲ့ဒီလေးစားမှု ရှိပြီးတော့မှကစားရတဲ့အနေအထားမှာဒါဇက်ဗစတီယန်ကက်တဆန်ကကျွန်တော်ထိုးချက်တွေကန်ချက်တွေကိုကျွန်တော်ရေရေတင်းတင်းကြီးဒါမလွင့်နိုင်ဘူးပေါ့နော်မလွင့်နိုင်ဆိုတော့ဒါသူ့အနေနဲ့လေအောင်လာဟန်ဆန်လိုဖိုက်တာမျိုးနဲ့ရှင်ပြန်ထိုးတက်ရတာအကြောင်းဖြစ်နိုင်တယ်ပေါ့နော်ပြောဆိုနည်းနည်းလေးအားနာတယ်လို့ကျွန်တော်ကတော့အဲ့လိုမှတ်ယူတယ်ဗျအဲ့တော့တကယ်လဲကျွန်တော်ပထမချီအသေးစိတ်ကြည့်လိုက်မေးဆိုတော့ဇက်ဗစတီယန်ကက်တဆန်ကဒါအားနာနေတဲ့ပုံစံမျိုးကျွန်တော်တို့ သူ့မြင်နေရတယ်ပေါ့နော်အဲ့တော့ကွာလာဆန်လည်းဒီဇဗက်စတင်ကက်တစ်တန်ဖက်ကကျွန်တော်အားနာတဲ့ပုံစံမျိုးနဲ့ထူးတက်တဲ့ချိန်ကွာလာဆန်လည်းပြန်ပြီးတော့မှဒါဒီအပြန်လန်ကျွန်တော်အားနာနေတဲ့ပုံစံမျိုးလေးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်ဒီပရမချီ9မိနစ်ပြည့်ခါနီးပေါ့နော်ကျွန်တော်ထင်ရတော့ဒီ3မိနစ်ကနေ9မိနစ်ကြာဖြစ်လိမ့်မယ်ဗျာအဲ့ဒီကြာမှာကျွန်တော်ဒိုင်ကပြန်ပြီးတော့မှသူတို့သတိပေးလိုက်တယ်ပေါ့နော်ဒါထိုးကြပါစို့ပြီးတော့မှပေါ့နော်အဲ့လိုနေထားမျိုးမှာအောင်လာဆန်းကနည်းနည်း ဒီသူ့အနေနဲ့စပြီးတော့မှကျွန်တော်ချင်းမြင့်ကန်ချက်တွေလက်တီထိုးချက်တွေကျွန်တော်တို့ဒီအချက်ကြီးရတော့အများကြီးမရခဲ့ဘူးဆိုပေမဲ့လေဒီအမှတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါထိချက်တတမျိုးနဲ့ဒါထိုးတက်နိုင်ခဲ့တာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုစထိုးလာတဲ့အချိန်မှာတပတ်ကဇဗက်စတန်ကက်ဒက်စတန်ကလည်းနည်းနည်းလေးကျွန်တော်တို့ဒီဒါအစပိုင်းကလည်းဆိုင်တော့နည်းနည်းလေးတိုက်စစ်ဖက်ကိုဦးတည်လာတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဖိုက်တာနော်ဦးဒီပထမအချီ ကျွန်တော်ဒီအာနာတဲ့ပုံစံမျိုးနဲ့ဒီနောက်ဆုံးပိုင်းမှာဒါအနေငယ်လေးတည်းဖြစ်ထိုးလာတဲ့အပိုင်းမှာပဲကျွန်တော်ဒါပထမချိန်ကပြီးဆုံးသွားခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ဒုတိယချိန်ကိုသွားလိုက်မယ်ဆိုရင်တော့ဒါအာနာမှုတွေကျွန်တော်မတွေ့ရတော့ဘူးပေါ့နော်တကယ်ကိုကျွန်တော်အပြန်လန်ကျွန်တော်ဒါအဆုံးတက်ဖို့အထိပါကျွန်တော်ရည်ရွယ်လာခဲ့တာတွေ့ရတယ်ဗျအဲ့တော့ဒီနေရာမှာဒါပရိသတ်တွေတော်တော်များများကဇက်ဗစ်စတန်ကက်ဒစ်စတန်ကဘာမှမဟုတ်ဘဲနဲ့ဒီလိုမျိုးခွေပြီးတော့ထိုင်ကြသွားနေဆိုပြီးတော့မိခုံးအမျိုးမျိုးထုတ်လာနိုင်ရှိတယ်ပေါ့နော်ဒါအွန်လိုင်းအဆန်းကိုပဲကျွန်တော်တို့ တမင်ပေါ့နော်သူလေးစားမှုပြတတ်တဲ့အနေနဲ့ဒါဒီသူဒါအောင်လောက်ကိုပဲဒါနိုင်ပြီးလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအမျိုးမျိုးကျွန်တော်ပြောနေကြတာတွေ့ရတယ်ပေါ့နော်အဲ့တော့တကယ်တမ်းတော့ဒုတိယခြေကျွန်တော်တေချာလေးကြည့်မယ်ဆိုရင်တော့အဲ့လိုမျိုးမဟုတ်ဗျအာဒုတိယခြေမှာကျွန်တော်လုံးဝကိုအာမနာတော့ပေါ့နော်ပထမခြေမှာအာနာတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်ဒါလုံးဝအပြည့်အဝလက်ခံတယ်ပေါ့နော်ဒုတိယခြေမှာအဲ့လိုမျိုးမဟုတ်ဗျအဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်အနောက်မှာနည်းနည်းလေးဒီ highlight ဒါပြောပြပေးသွားမယ်ပေါ့နော် ဲ့တော့နံပါတ်1အချက်ကျွန်တော်ဆိုလိုတဲ့အဓိပ္ပာယ်ကဒါအဓိကအပြင်ဖိုက်တာနှူးကဒါအာနာနေကြတယ်မြတ်ထိုးဖို့အတွက်ဘောနော်ဒီဒီနံပါတ်1အကြောင်းရင်းကပြောမယ်ဆိုရင်တော့ဒါပြိသက်တွေဂျားမှာကျွန်တော်ဒီလှုပ်ပွဲလို့ထင်မြင်စေတဲ့ဒါအဓိကအကြောင်းရင်းတွေထဲကဒါအချက်တစ်ချက်ဖြစ်တယ်လို့ဒါပြောလို့ရတယ်ဘောနော်အဲ့တော့ကျွန်တော်တို့နံပါတ်1အကြောင်းအရာကိုတွန်းလိုက်အောင်ပါဒါလှုပ်ပွဲလို့ထင်မြင်စေခဲ့ရတဲ့အကြောင်းရင်းဒုတိယအချက်မှာဒါဖိုက်တာနှူးစလုံးက ဖြောဖြေးချင်တာကြောင့်ပါတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဖြောဖြေးချင်တယ်လို့ပြောတဲ့နေရာမှာအထူးသဖြင့်ဒါအောင်လအန်ဆန်းကိုဆိုလို့ရမယ်ပေါ့နော် အောင်လအန်ဆန်းကဒီဇက်ဗစ်စတင်ကတ်ဒက်ဆန်နဲ့ပွဲစဉ်မှာသူ့ရဲ့ဒီစွမ်းဆောင်ရည်အနေထားအရာဆိုရင်တော့ဇက်ဗစ်စတင်ကတ်ဒက်ဆန်ပထမချီမှာကနေဒီပထမချီရဲ့ sorry ပထမချီရဲ့ဒီပြီးဆုံးခါနီးလေးပေါ့နော်10မိနစ်9မိနစ်အလောက်မှာကွာလန်ဆန်က စပစတင်ကလစံကိုဖိထိုးပြီးတော့အဆုံးတက်မယ်ဆိုတာအဆုံးတက်လို့ရတဲ့အနေအထားမျိုးရှိတယ်ဗျအဲ့တော့ဒီချက်ကတော့ဒါပြိတ္တိတော်တော်များများကဒါသတိထားကောင်းဒါသတိထားချင်မှထားနိုင်လိမ့်မယ်ဗောနော်အဲ့တော့ကျွန်တော်ကတော့အဲ့လိုမျိုးမြင်တယ်ဒါပထမချီမှာပဲကွာလောင်းဆန်ကစပစတင်ကတစံကိုဒါအဆုံးတက်နိုင်တဲ့ဒါဆွမ်းဆောင်ရည်ဒါအပြေဝါရှိတယ်ဗောနော်ကျွန်တော်ပွဲကြုံပါလေပြောထားတယ်ကွာလောင်းဆန်ရဲ့ကွာလောင်းဆန်နဲ့ကျွန်တော်စပစတင်ကတစံတို့ရဲ့ဒီဆွမ်းဆောင်ရည်ကျွန်တော်အသေးစိတ်နိုင်ရှင်တဲ့အချိန်မှာကျွန်တော်ကွာလောင်းဆန် ဘက်ကကျွန်တော်အတာချက်ကဇပစင်ကတဆန်တဲ့များတယ်ပေါ့နော်ကွန်လန့်အစမ်းမှာအနိုင်ရယူဖို့အတွက်ကျွန်တော်လုံးဝအခွင့်အရေးအရပြောမှုဆိုရင်ရခိုင်နှုန်း60ရှိနေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်လုံးဝဒီအသေးစိတ်ပေါ်ပြထားခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော် like ကိုပြန်သွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်ဒီအချက်လက်တွေကလုံးဝကိုပြောမယ်ဆိုရင်တော့ဒါဒီတက်တီအနေနဲ့ရှိပြီးတော့မှကွာလာအစမ်းအတွက်ကလည်းလုံးဝဒါအနိုင်ဖက်ကိုကျွန်တော်ဒါခိုယူပြီးတော့မှဒါရှင်ပြန်ကစားနိုင်ခဲ့တဲ့ဒါအထီးကိုရောက်ရှိနိုင်ခဲ့တယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့ကွန်လန်ဆန်းကဒါသူ inner point ပြီးပွဲပြီးတော့ဖြစ်သွားပြီ sorry ပွဲချူ interview ပေါ့နော်ဒီ BBC နဲ့ interview လုပ်ခဲ့တဲ့အချိန်မှာသူအဓိကပြောဆိုထားတာရှိတယ်ပေါ့နော်ဒါပြိုင်ဖက်ကိုသူ့အနေနဲ့ဒုတိယခြေရဲ့ပြီးဆုံးခါနီးဒါမှမဟုတ်လည်းတတိယခြေမှာဒါပြိုင်ဖက်ကိုအလဲထိုးနေတာအဆုံးတက်မယ်ဆိုပြီးတော့ပြောဆိုထားတယ်ပေါ့နော်အဲ့တော့ကိုအောင်လာအန်ဆန်းဆိုတဲ့ဖိုက်တာကပရိသတ်တွေအနေနဲ့ဒါဘလူးဖိုက်တာမျိုးလဲဆိုတော့ကိုဒါကောင်းကောင်းသိရှိကြမယ်လို့ယုံကြည်တယ်ပေါ့နော် ဒါသူ့ရဲ့ရှုံးပွဲတွေကိုကျွန်တော်တို့မပြောသေးဘူး။ဟိုးအရင်တုန်းကကျွန်တော်ဒီသူချန်ပီယံခပ်ပတ်ရပြီးနောက်ပိုင်းချန်ပီယံခပ်ပတ်ကြီးကောင်းကွင်လာခဲ့တဲ့ပွဲစဉ်တွေကစပြီးတော့မှကောင်လန့်အစံကမြန်မာအဖြစ်တာအပြောင်းနဲ့အလုံနဲ့ကိုကျွန်တော်ထပ်တူကြအောင်ဘောနော်အသက်မိုင်ဆုံးဒါပရိသတ်တွေအတွက်ကိုဒါမျက်နှာရှုထောက်ပြီးတော့မှသူ့အနေနဲ့အစွမ်းကုန်ကျွန်တော်ဖြောဖြေပြီးတော့မှထိုးတက်ပေးတယ်ဘောနော်အဲ့တော့ကျွန်တော်ဖိုက်တာဘွားကဝမ်ချန်ပီယံရှစ်ရဲ့ဒီချန်ပီယံခပ်ပတ်ကျွန်တော်ရယူတဲ့အချိန်အထိ နောက်ပြီးတော့မှချန်ပီယံကပ်ဘက်ကကွယ်ပွဲအိုက်ထီတော့မရောက်သေးဘူးပေါ့နော်အဲ့တော့အဲ့လိုအနေထားမျိုးမျိုးမှာဆိုရင်တော့ပရိသတ်တွေတော်တော်များများကိုအောင်လဆန်းရဲ့ပွဲကကျွန်တော်ခဏလေးပဲကြည့်ရတယ်ပေါ့နော်တိတ်အားရဂျင်းနေမှုမရှိဘူးပေါ့နော်ဒါတချို့ကကျွန်တော်ဒီပွဲချင်းနေနဲ့တေးခဏတော့ပေါက်တော့ပေါက်တယ်ပေါ့နော်ပြန်လာတဲ့အချိန်မှာကွာလန်ဆန်ပွဲကဒါဖိသွားပြီပေါ့နော်အောင်လန်ဆန်နိုင်သွားတယ်ဆိုပြီးမှကျွန်တော်တို့ဒီကွာလန်ဆန်ပွဲကိုဒါ ကြည့်ကြည့်တဲ့ပြည်သက်တွေတဲ့အားမလို့အားမရတွေဖြစ်ခဲ့ကြတယ်ဗောနော်အချိန်အကြာကြီးတာကြည့်ရှင်နေကြတယ်ဗောနော်အဲတော့နောက်ပိုင်းမှာကွန်လန်ဆန်ကတချို့ပွဲစဉ်တွေမှာဆိုတော့သူတဖြစ်ကျွန်တော်ဂျပန်ဖိုက်တာဗောနော်ခန်ကာစီကာဝါဆိုတဲ့ဖိုက်တာဗောနော်ဒါဆော့ဆော့စီအဆုံးတက်လို့ရတဲ့အနေအထားမျိုးရှိခဲ့တယ်ဆိုပေမဲ့ကွန်လန်ဆန်ကကျွန်တော်တို့ဒါအချီပြိထိဒါပြည်သက်တွေအကြိုက်ကျွန်တော်တို့ဒါအစွမ်းကုန်ဒါထူးတက်ပြီးသွားခဲ့တယ်ဗောနော်အဲတော့ကျွန်တော်ဒီလိုမျိုးပြောလို့ဒါအဲ့ဒီပွဲစဉ်ကကွန်လန်ဆန်ကလည်းတကယ်လည်းဒါအလဲထိုးလို့မှ မနိုင်တာပေါ့နော်ဒါအဆုံးဖြတ်ထိရောက်မှာပေါ့ဆိုပြီးမှဒါပြောစုကောင်းပြောနိုင်တယ်ပေါ့နော်တချို့ကြတော့လဲအဲဒီအခြေအတိရောက်တာကသူကသူ့အနေနဲ့ဒါရှိမှလဲဒါအခွင့်အရေးမရဘူးဆိုရင်တော့ပြိုင်ဖက်ကလည်းကောင်းတယ်ဆိုတာမျိုးမျိုးပြောလာနိုင်ခြင်းရှိတယ်ပေါ့နော်အဓိကအပြည့်ကျွန်တော်ပြောပြချင်တာကောင်လာအဆန်းကဒါသူ့မှာအလဲထိုးနိုင်လောက်တဲ့ဒီစွမ်းဆောင်ရည်မျိုးတွေကရှိပြီးသားဖြစ်တယ်ဒါတကယ့်ကိုပြိတက်တွေကိုဖြောဖြီးပြီးချင်တဲ့ဇာနာကြောင့်တာဒါပွဲကိုဆွဲဆက်ပြီးတော့ရှင်ပြန်ထိုးတက်သွားခဲ့တာပေါ့နော်အဲ့တော့ဒီကနေ့မှဆိုရင်လဲအဓိကအပြည့်တော့ဒါပြိတက်တွေကိုသူ့ရဲ့ဒီနောက်ဆုံး နှုတ်ဆက်ထိုးတက်ပွဲမှာပေါ့နော်သူထိုးတက်နေတဲ့ဒါပုံစံလေးကိုပေါ့နော်အချိန်အတိုင်းတာတစ်ခုလောက်ထိပြိတက်တွေကိုမြင်တွေ့စေချင်တာကြောင့်ပါတယ်ပေါ့နော်ဒါကတော့ဒါအောင်ကွာလန်ဆန်းရဲ့စေတနာလေးပါတယ်ကွာလန်ဆန်းရဲ့ဒီမြန်မာပြိတက်တွေကိုကျွန်တော်မြန်မာပြိတက်တွေပေါ်ထားရှိတဲ့စေတနာလို့လည်းကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့တပတ်ကကျွန်တော်ဇဗစတီယန်ကဒက်စတန်ကိုကြည့်မယ်ဆိုရင်သူကလည်းသူ့ရဲ့အနေထားပေါ့နော်ဒါပွဲတွင်းအခြေအနေအရဒါကိုအောင်လန်ဆန်းလို့ဖိုင်တာမျိုးဖြစ်နေတာကြောင့်ရောသူ့ရဲ့ပုံစံက ဒါကစားပုံအနေထားရကအောင်လောက်ကိုဖိထိုးဖို့အတွက်ဒါတတိကနည်းနည်းပျောက်နေတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနော်အဲ့တော့ပွဲချူမှာတော့ဖိုက်တာတို့ဦးလုံးပွဲထွက်သွားတဲ့ပုံစံမှာပွဲထွက်လာတဲ့ပုံစံမှာယုံကြည်မှုအပိုင်းအရဇဘစတီယန်ကက်တစ်စတန်ကတာနေလို့ပြောခဲ့တယ်ဗောနော်ပွဲတွင်းအခြေအနေရဒီကျွန်တော်တို့ထိုင်းရောက်မြန်မာပြည်သက်တွေရဲ့အားပေးမှုအခြေအနေရရောဒီပွဲထွက်လာတဲ့ချိန်အမဲလိုက်ကတချင်းဆူတဲ့အပိုင်းတွေအဆောက်ဗောဒီအပိုင်းတွေကအွန်လိုင်းအဆန်းကိုတော့ခွန်အားအရရောကျွန်တော် physical ရုပ်ပိုင်းဆိုင်ရာအရရောစိတ်သက်ပိုင်းဆိုင်ရာအရရောတော့ မြင့်တက်လာစီကြတယ်ပေါ့နော်ဒီတော့ကျွန်တော်ပွဲတွင်းအချိန်ဒီမှာအွန်လိုင်းအဆန်းကယုံကြည်မှုပိုင်းမှာမြင့်တက်လာပြီးတော့မှဇဗက်စတီယန်ကက်ဒစ်စတန်ကနည်းနည်းလေးပြောမယ်ဆိုရင်တော့ဒီယုံကြည်မှုပိုင်းကအာနေတွားခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီယုံကြည်မှုအာနေတွားတဲ့အပိုင်းကလည်းဒါသူ့ရဲ့ပုံစံအနေထားအရကသုံးချီထိရှင်ပြန်ထိုးတက်သွားမယ့်အနေထားမျိုးတာဖြစ်သွားတယ်ပေါ့နော် ဖြစ်တဲ့အနေအထားမျိုးကိုတောင်ပုံဖော်နေသူလို့ဖြစ်နေတယ်ပေါ့နော်ဒီအချက်တွေပေါ့နော်ပြောမယ်ဆိုတော့ဇက်ဘက်စတီယန်ကလည်းသူ့ကစားပုံရသုံးချီထိဆွဲခုံမဲ့ပုံစံအနေအထားမျိုးပေါက်နေတာရဲ့ပြီးရင်အောင်လာအဆန်းကလည်းကျွန်တော်တို့ကြည့်ရှုနေတဲ့သူ့ရဲ့ပြိတ္တတွေအတွက်ဒါဖြောဖြီးပေးချင်တာကြောင့်ပွဲကိုနည်းနည်းလေးဒီဆွဲဆက်ပြီးတော့ကစားတာကြောင့်ဒီအကြောင်းရင်းကြောင့်ပေါ့နော်ဒါပြိတ္တတွေတော်တော်များများကလုတ်ပွင်းလို့ဒါထင်မြင်စေခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ အမှန်တိုင်းကတော့ကျွန်တော်တို့ပြောအောင်မေဆိုတော့အပွဲကိုအသေးစိတ်ကြည့်မေဆိုတော့ဒါပိတ်သက်တွေအနေနဲ့ဒါတိရှိကြပင်းလို့ယုံကြည်တယ်ပေါ့နော်ဒါလုတ်ပွဲဟုတ်လားမဟုတ်လားဆိုတာကျွန်တော်ဒုတိယအချီမှာလုံးဝကျွန်တော်အဖြေကရှိပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဒီလူဘီနီစရီယန်ကွင်းကြီးတွေကနေပြန်လာပြီးတဲ့နောက်ပိုင်းပေါ့နော်နည်းနည်းလေးကျွန်တော်ချက်ချင်းပဲကျွန်တော်လိုက်လွှင့်ဖို့ဒါစိတ်ကူထားခဲ့တယ်ပေါ့တို့ပေမဲ့လည်းနည်းနည်းလေးဒီမနက်ကလည်းအစိုးရထပြီးတော့မှကျွန်တော်ကွင်းထဲသွားခဲ့ရတော့နည်းနည်းပန်းတော့ကျွန်တော်ပြန်ရောက်တော့နင်းနဲ့ပြောမယ်ဆိုတော့ ိတ်ပျော်သွားခဲ့တယ်ဗောနောအဲ့တော့အခုပြောမယ်ဆိုတော့ကျွန်တော်လိုက်လွှင့်တဲ့ခြင်းကလည်းနည်းနည်းလေးညှိနှက်သွားခဲ့တယ်လို့ပြောမယ်ဗောနောအဲ့တော့အဓိကကျွန်တော်တို့ဒါဆိုလူချင်တာကကျွန်တော်တို့ဒီပွဲစဉ်ကကျွန်တော်တေချာလေးဒုတိယခြေကိုကြည့်မယ်ဆိုရင်လုံးဝဒါဒီကျွန်တော်တို့ပြိတက်တွေကိုဒီဖြိုဖြေမှုအပြည့်ပေးတဲ့ပုံစံမျိုးနဲ့ထူးတက်ခြင်းဒါပါတယ်ဆိုတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဗောနောဒီအချက်ကကျွန်တော်လုတ်ပွဲ ဒါထင်မြင်စီခင်ရတဲ့အချက်ဖြစ်တယ်ပေါ့နော်တကယ်တမ်းတော့ကျွန်တော်တို့ဒီပွဲကတကယ်ကိုဒါပရိသတ်တွေကျွန်တော်စဉ်းစားကြည့်လိုက်ရုံနဲ့ဒီပွဲကလုတ်ပွဲလို့ပဲထင်မြင်စေတာပဲဖြစ်တာပေါ့နော်အပေါ်ရန်ကိုကျွန်တော်တို့တွန်းကြည့်မယ်လုတ်ပွဲထင်မြင်စေတဲ့အကြောင်းအရာတွေတကယ်ကျွန်တော်ထက်ထဲဝင်ဝင်ပွဲအသေးစိတ်ကြည့်မယ်ဆိုလုတ်လုတ်ပွဲကလုံးဝမဟုတ်ဘူးဆိုတာကျွန်တော်တတ်တည်အနေနဲ့ပါကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အချက်၃မှာကတော့ကျွန်တော်တို့ဒီဇဗက်စတီယန်ကက်ဒက်စတန်က9လူစိတ် ဒါမရှိမရှိတလို့ဖြစ်သွားတယ်ဗောနော်အဲ့တော့ဒီ9ဒီ9လို့စိတ်ဒီဆန္ဒမရှိတော့ဗောအဓိကပြောမယ်ဆိုတော့ဒါနားလည်လွင်အောင်ပြောမယ်ဆိုတော့ဒီပွဲရဲ့အခြေအနေအရဗောနော်ဒီဆက်ဘက်စတီယန်ကတစနဲအောင်လာဆန်တို့ဒီရှင်မြန်ထိုးတက်နေတဲ့ဒီအစအဆုံးအနေထားကဒါကျွန်တော်ကြည့်ရှုနေတဲ့ဒီထထဲဝင်ဝင်ကျွန်တော်အပေါ်ရံပဲကျွန်တော်ကြည့်ရှုနေတဲ့ပြည်သက်တွေကဘလို့ဖြစ်သွားသလဲဆိုရင်ဒါလုတ်ပွဲလို့ဒါထင်မြင်သွားစီခဲ့တယ်ဗောနော်အဲ့တော့ တပတ်ကကျွန်တော်တို့ကြည့်မယ်ဆိုတော့အဲ့လိုအနေထားမျိုးပွဲအနေထားကလည်းဒါဇက်ဗစ်စတန်ကက်ဒစ်စတန်အတွက်ကလည်းကျွန်တော်တို့ဒီနိုင်ဖို့အတွက်ဒီစိတ်ဆန္ဒမရှိသလိုမျိုးကြီးတွားကြီးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချက်ကကျွန်တော်တို့တကယ့်ကိုဒါလုတ်ပွဲလို့ဒီမြင်စေခဲ့တဲ့အချက်တစ်ချက်ထဲမှာပါတယ်ပေါ့နော်ကျွန်တော်အဲ့တော့ဒီစိတ်ဆန္ဒမရှိဒါလို့ကျွန်တော်တို့ဒါပြောလို့မရအောင်ပေါ့နော်ကျွန်တော်အနေနဲ့ဒါရှိမှလည်းပြောဆိုခဲ့တယ်အဓိကအပြင်းတော့ဒီဒုတိယခြေဝဲကျွန်တော်တို့တွားကြည့်ဖို့ပေါ့နော် ါဆဘစ်စတီယန်ကက်ဒက်စတန်ကကျွန်တော်တို့သူ့အနေနဲ့ဒီဒူးတိုက်ချက်တွေသူ့ရဲ့မွေထိုင်းဒီအာတာချက်ဖြစ်တဲ့ဒီဒရောင်ရဲ့ချက်တွေဒူးတိုက်ချက်တွေဒါ clinch ကတော့တိတ်တော့မပူပါတော့ကိုအောင်လန်းဆန်းတော့မ clinch ပူတော့ဒူးတွေလိမ့်တိုက်လိုက်လေးတွေပေါ့နော်အဓိကအပြည့်ဆိုလို့ချင်တာကတော့လုံးဝကိုကျွန်တော်ပွဲသိမ်းလက်နက်တွေဒါထုတ်တုံးနေပေါ့နော်ဒါကျွန်တော်ဘယ်လက် ညာလက်တွေကျွန်တော်ဝင်နေဝင်နေအချိန်မှာကိုအောင်လန်ဆန်ကက်လုံအောင်ကာထားတယ်ကျွန်တော်တိတိမိမိထိုးတက်နိုင်ခဲ့တဲ့အပိုင်းဆိုလို့ကိုအောင်လန်ဆန်ကကျွန်တော်ဒီဖိထိုးတဲ့အချိန်မှာကောင်တာလေးကြီးထိသွားတဲ့အချက်လောက်တာကျွန်တော်ထိခံရတယ်ပေါ့နော်ဒီကိုအောင်လန်ဆန်ကျွန်တော်ဖိထိုးတဲ့အနေအထားမျိုးမှာဇဗက်စတီယန်ကက်တဆန်ကဒီဇူဘတုစ်ဆိုတဲ့ဆိုတဲ့ဖိုက်တာကိုကျွန်တော်ဒါမောက်အောင်လုတ်ပြန်ခဲ့တဲ့ဒီဒရောင်ရိုက်ကွက်အခွက်တွေကျွန်တော်ထုတ်သုံးလာတယ်ပေါ့နော်ကိုအောင်လန်ဆန်အဲ့ဒီဒရောင်ကျဲချက်ကျွန်တော်ထိခံရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အသေးစိတ်တွန်းကြည့်မယ်ဆိုရင်ကျွန်တော်သိမြင်နိုင်တယ်ပေါ့နော်ဒီတို့ကြောင့်မို့ ဒါကျွန်တော်တို့ဒီ Sebastian Cadestan ရဲ့ပုံစံအနေထားကဒါပွဲရဲ့အခြေအနေကိုကျွန်တော်အဆအဆုံးကြည့်လိုက်မယ်ဆိုရင်သူကဒီနိုင်ဖို့အတွက်ဒါဥတည်နေတဲ့ပုံစံမျိုးမပေါက်ဘဲနဲ့ဒီနိုင်လို့စိတ်ဆန္ဒမရှိတဲ့ပုံစံမျိုးဖြစ်သွားတော့ဗောနော်အမှန်တိုင်းကတော့အဲ့လိုမဟုတ်ဘူးသူ့အနေနဲ့လုံးဝလုံးဝဒီအခွင့်အရေးမရတော့ဗောနော်ကိုအောင်လန့်ဆန်းကဂက်ကိုလုံအောင်ကတယ်အဲ့ဒီအချက်ကကိုအောင်လန့်ဆန်းကအဓိကကျွန်တော်တို့ ီပွဲရဲ့အဖြစ်တစ်ခုအနေနဲ့ပြောင်းလဲသွားပြီးခဲ့တာပေါ့နော်ဂက်ကိုလောအောင်ကာပြီးတဲ့နောက်ပိုင်းမှာပြန်ဖက်ကျွန်တော်သူ့ရဲ့မဟာအားနည်းချက်ဖြစ်တဲ့ဒီဂက်ဖွင့်ရုံမှာရှင်မင်းထိုးတက်တဲ့ဒါအချက်ကိုကွာလန်ဇန်နေမိမိရအတုံးချနိုင်တယ်ပေါ့ကျွန်တော်ဇေဗစီယန်ကက်ဒဆန်ရဲ့မဟာအားနည်းချက်ကိုကျွန်တော်ရှေ့ဒီပွဲကျူတိုးနဲ့တုံးတက်ချက်မှာခဏခဏပြောထားနိုင်ပေါ့နော်ဒါသူ့ရဲ့အားနာချက်ကဂက်ဖွင့်နေပေါ့နော်ပြန်ဖက်တယ်ကိုကျွန်တော်နည်းနည်းလေးဒီ aggressive ဆန်မီနိုမှာ ဒီရှာထုတ်တာတို့ဒီကိုဟန်မူယာတို့အဲ့လိုမျိုးနဲ့ကစားတယ်ပေါ့နော်အဲ့တော့ဒီပွဲစီမှာအဲ့လိုလုံးဝမတွေ့ရဘူးအဲ့ဒီတစ်ချက်နဲ့တင်ကျွန်တော်ဒီပွဲကြည့်နေတဲ့လမ်းနဲ့ဇဘက်စလင်ကတဆန်တော်တော်လေးကိုကျွန်တော်ချီကျူးတယ်ပေါ့နော်လေးလေးလေးစားပါတယ်လို့အဲ့တော့ပွဲမှာတော့သူ့အနေနဲ့ဒီအွန်လိုင်းအဆန်းကိုချိန်တဲ့ပုံစံမျိုးလေးနဲ့ဒါထိုးတက်သွားတယ်အဲ့တော့ဒုတိယချီမှာတော့အစောပိုင်းပြောသလိုပဲလုံးဝဒါဖိထိုးလာတဲ့အနေထားမျိုးမှာဒီညာလက်တွေရောပြီးရင်တရောင်ရိုက်ချက်တွေရောဒူးတိုင်းချက်တွေရောကျွန်တော်ထိချက်လေးတွေရခဲ့တယ်ဆိုပေမဲ့လေဒါကွာလန်ဆန်းကဒီ အပေါ်ပိုင်းတစ်ပိုင်းပြောမယ်ဆိုရင်လုံးဝဒီ gap ကိုလုံအောင်ကာထားတဲ့အတွက်ကြောင့်မို့ဇပစတီယန်ကတ်ဒက်ဆန်တာအခွင့်အရေးမရလိုက်ဘူးပေါ့နော်ဒီအတွက်ကြောင့်မို့လေသူ့အနေနဲ့ဂွာလန်ဆန်ရဲ့ဒီဖိထိုးတဲ့ဒီအပိုင်းကနေပြီးတော့မှဒါအလူလဲကိုကျွန်တော်ခံရပြီးမှ TKO နဲ့ဒါရှုံးနေသွားခဲ့တာဖြစ်တယ်ပေါ့နော်အဓိကကတော့ပြောပြချင်တာကတော့ကျွန်တော်တို့သူ့အနေနဲ့ဒီပွဲစဉ်မှာကျွန်တော်စိတ်ဆန္ဒနိုင်ဖို့အတွက်စိတ်ဆန္ဒမရှိတလို့လေးဖြစ်သွားတော့မလို့နိုင်ဖို့အတွက်သူ့အနေနဲ့လုံးဝလဲဒါအခွင့်အရေးမရတော့ဒီပွဲကကျွန်တော်လုံးဝပွဲကိုအသေးစိတ် ်မကြည့်နေတဲ့သူတွေအတွက်ကကျွန်တော်လုတ်ပွဲဆိုပြီးမှသာထင်မြင်မားစီတာပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒါနံပါတ်3အချက်ပြောပြီးသွားရင်ဆိုတော့နောက်ဆုံးအချက်ကိုကျွန်တော်တွန်းလိုက်အောင်ပါ။နောက်ဆုံးအချက်မှာကတော့ကျွန်တော် legend တူအပေါ်သာအဓိကအားဖြင့်ကတော့ကိုအောင်လအန်ဆန်းရဲ့စွမ်းဆောင်ရည်ပေါ့နော်။ကျွန်တော်တအားကိုပဲအဓိက highlight ပြောချင်ပါတယ်။အဲ့တော့ကိုအောင်လအန်ဆန်းရဲ့စွမ်းဆောင်ရည်ကြောင့်ဒါဒီပွဲစဉ်မှာ Sebastian ကကိုအောင်လအန်ဆန်းနဲ့ချင်းကတဲ့ပုံစံအနေထားကကြီးစုနေတဲ့ပြည်သက်တွေအတွက်လုတ်ပွဲလို့ဖြစ်သွားစေတာပေါ့နော်။ ကိုအောင်လန်းဆိုင်ရဲ့ဆွမ်းဆောင်ရည်နဲ့ဆဘစတီယန်ဆွမ်းကတဆန်တို့ရဲ့ဒီကျွန်တော်တို့ဆွမ်းဆောင်ရည်တွေကျွန်တော်ပွဲကျူမှာတီချာလေးကျွန်တော်နိုင်ရှင်ပြထားတယ်ဗောနော်အဲ့ဒီအနေထားမျိုးပါဆိုကိုအောင်လန်းဆိုင်ရဲ့ဒီစတန်ဘိုက်ဆွမ်းဆောင်ရည်အနေထားကဆဘစတီယန်ကတဆန်ထက်ကျွန်တော်တာတယ်ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြောခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်စတန်မှာကတော့ကျွန်တော်ဖိုက်တာနှုတ်ဦးစလုံးကို level အနေထားလောက်ထိကျွန်တော်တို့ဒါနီးဆက်အောင်ကျွန်တော်နိုင်ရှင်ပြပြီးခဲ့တယ်ဆိုမှာအောင်လန်းဆိုင်ကဒါဆဘစတီယန်ကတဆန်နဲ့ကျွန်တော်ပါဝါပိုင်းမှာပိုကြီးနိုင်လောက်တယ်ဗောနော် စတန်ဖိုင်ဆွမ်းဆောင်ရဲ့အနေထားမှာလဲကွာလာဆန်ကသူ့အတွက်ပို့ပြီးတော့ဆေးပစ်တယ်ဂက်လုံတယ်ဆိုတဲ့အကြောင်းကိုလည်းဒါထည့်တွင်ပြောဆိုခဲ့တယ်ပေါ့နော်အဲ့တော့နောက်ထပ်ဂျိုးဆွမ်းဆောင်ရဲ့အနေထားမှာအဓိကတော့ဒီ ground ပေါ့နော် ground ဘိုင်းအောင်လာကဆွမ်းဆောင်ရဲ့အနေထားရဇက်ဘစ်စတီယန်ကက်တဆန်ထက်လုံးဝကျွန်တော်လုံးဝတရားရခိုင်လို့မှာဆိုရင်တော့ကျွန်တော်ဒီထက်ဝက်လောက်ကိုတာတယ်ပေါ့နော်ဒါဇက်ဘစ်စတီယန်ကက်တဆန်ကတစ်စင်လောက်ရှိမှာအကွာလာဆန်90လောက်ရှိတယ်ဒီအတွက်ကြောင့်မို့ဒါ ground နဲ့ကျွန်တော်ရှင်ပြန်ထိုးတက်ဖို့ဆိုတော့ကဒီပွဲစဉ်ကလုံးဝမဖြစ်နိုင်ဘူးဆိုတာလေဒါပွဲကြုံမှာကျွန်တော် ဒါအတိလင်းပြောပြထားခဲ့တယ်ဗောနော်အဲ့တော့ဒီ ground by or stand by or ကျွန်တော်တော်တော်လေးကောင်းတယ် legend fighter လေးဖြစ်နေတယ် champion champion ခပ်ပတ်ဝမတူညီတဲ့ weight တန်းဗောနော် middle weight တန်းနဲ့ light heavy weight မှာဒါ champion ဖြစ်ထားခဲ့ဘူးတဲ့ဒါ online အဆန်းဗောနော် champion ဟောင်းဖြစ်တယ်ဒီအချက်တွေလည်းပါတယ်လို့နောက်ပြီးတော့မှသူရဲ့အဓိကကတော့ဂုံဗောနော်သူရဲ့အချိန်ဝါနောက်ပြီးတော့မှဆွမ်းဆောင်ရေးအပြင်ဒါသူ့ရဲ့ဒီထိုင်းရောက် ကျွန်လူကနေ queen ထဲမှာလာရောက်အားပေးနေတဲ့ပိတ်သက်အင်အားပေါ့နော်။ဒါသူ့ရဲ့ယုံကြည်မှုဒါ queen ဒိတ်ပွဲထိုးနေတဲ့အချိန်မှာဒါပိတ်သက်တွေအားပေးတန်ကြားတဲ့နောက်ပိုင်းသူ့ရဲ့ဒီဖြစ်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာယုံယုံကြည်မှုရောစိတ်ပိုင်းဆိုင်ရာယုံကြည်မှုရောဒီအချက်တွေကသူ့ရဲ့ဒီစွမ်းဆောင်ရည်စွမ်းဆောင်ရည်တွေကပို့ပြီးတော့မှဒါကောင်းစီခဲ့တဲ့အနေအထားတစ်ခုမျိုးဒါပုံဖော်နေတယ်ပေါ့နော်။ဒီအတွက်ကြောင့်မို့လဲ Sebastian Kedersen က ကျွန်တော်ရှိန်နေတဲ့အနေအထားမျိုးနဲ့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ပွဲကအရင်ကြီးဒီဖိပြီးတော့မှမထိုးရဘူးတပတ်ကကွာလာအစင်းရဲ့လက်သီးကိုလည်းတတိထားရတယ်ပေါ့နော်ဒါတူမလို့ဒါအချက်ရင်များများနဲ့ကျွန်တော်တို့ခွေကြပြီးတော့မှရှုံသွားတခြားဖိုက်တာဆိုတော့အချက်ကြီးအလောက်ကြီးမလိုဘူးပေါ့နော်သုံးချက်ထက်မပိုလောက်ဘူးဒါကြနေလောက်ပြီပေါ့နော်မာဂုံရှိလို့ဗျာတကယ်လေးစားဖို့ကောင်းပါတယ်ကျွန်တော်ဒီ Sebastian Gattesan ကသူ့ပွဲစဉ်ကျွန်တော်ကြည့်လိုက်မယ်ဆိုဖိုက်တာတွေတော်တော်များများနဲ့ဒါ ground ဘိုင်းမှာရောကျွန်တော် stand ဘိုင်းမှာရောကျွန်တော်ဒါအချိန်တွေကိုဒါရှင်ပြန်ထိုးတက် တက်တဲ့ fighter တူဖြစ်တယ်တုံတန်ုံနဲ့ကျွန်တော်အလဲထူးနဲ့အရှုံးပေးလောက်ရတယ်ဆိုတဲ့ပွဲကဒါရှားတယ်ပေါ့နော်သူရဲ့ပွဲမှတ်တမ်းတွေလည်းကျွန်တော်ရှေ့ပြီးဒီမှာဒါရှေ့ light တွေမှာလည်းကျွန်တော်အသေးစိတ်ပြောပြထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီကနေ့ဒီအလဲထူးရှုံးနေသွားခဲ့တာကသူ့ရဲ့ဒီမာကွန်အားနေလို့မဟုတ်ပြဒါအောင်လန်ဆန်ရဲ့စွမ်းဆောင်ရဲ့အောင်လန်ဆန်ရဲ့ဒီပွဲချင်းကပ်ပုံအောင်လန်ဆန်ရဲ့ဒီကျွန်တော်အကောင်းဆုံးတော့ဒီ game plan ပေါ့နော်အောင်လန်ဆန်ရဲ့ဒီပြဿနာတွေကိုကျွန်တော်အကောင်းဆုံးပုံစံမျိုးနဲ့ဒါဖြိုးဖြေးပြီးတော့မှရှင်ပြန်ထိုးတက်သွားခဲ့တဲ့ ဒါဆွမ်းဆောင်ရည်တွေကြောင့်ဒါတော်တော်များများပြည်သက်တွေအတွက်ဒီပွဲကဟာလှုပ်ပွဲကြီးလို့ဒါထင်မြင်ထင်အောင်ထင်မှားတွေဖြစ်ကုန်တော့ဗောနော်โอเคအဲ့တော့ကျွန်တော်ဒီအချက်၄ချက်မှာဆိုရင်တော့ဒါအဓိကအားဖြင့်ဗောနော်လှုပ်ပွဲလို့ထင်မြင်မှားစေတဲ့အချက်ကိုကျွန်တော်ပြောဆိုသွားပြီးခင်တော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအချက်အကြောင်းရင်း၄ခုရှိတယ်ဗောနော်၄ခုစလုံးကကျွန်တော်တေချာလေးကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီအကြောင်းအရာတွေကပဲအတန်တော်ဝင်လာဗျအဲ့ဒီအကြောင်းအရာတွေကပဲ ဒါလှုပ်ပွဲလို့ဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်တယ်ပေါ့နော်ဒီကနေ့ဝင်ရောက် drive me တို့မှဒါဆွေးနွေးတုံတက်ပေးနေကြတဲ့ဒါတူတယောက်ချင်းဆိုင် like ကိုကြည့်ရှုအပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ကြောင်းဒီနေရာကနေကျွန်တော်ပြောဆိုရင်းနဲ့ကျွန်တော် like ကိုဒီနေရာမှာပဲအဆုံးတက်လိုက်ပါမယ်